နိုဝင်ဘာ23ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြို့နယ်နဲ့အမြိုင်နယ်အဆက်ကပါရမတာပြတ်ကျတဲ့နေရာအနီးမှာဒီနေ့နိုဝင်ဘာလ23ရက်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့မြန်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်။မနေ့ကနိုဝင်ဘာလ22ရက်မှာပခုတ်ကူအခြေဆိုင်တပ်မတရားတက်ကနေပေါ့မြို့နယ်ကို ပါရမတာနှစ်စီးနဲ့ဘုံကျဲပြီးအပြန်မှာဒေါ်လန်ရေးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဒီဖြစ်စင်မှာပါရာမော်တာတစ်စီးပြက်ကျခဲ့တယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကတက်ဆွဲထားတဲ့နေရာတွေကနေဆုတ်ခွာနေရတာကြောင့်လေကြောင်းအနေရပိုပြီးသတိပြုကြဖို့စစ်ပေးရှောင်တွေကိုကုညီနေသူတွေကသတိပေးထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရပြီးနေအိမ်ကို ပြန်ကြည့်ကြတဲ့စစ်ရှောင်တချို့ဟာအဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့ကချင်လူလက်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ22ရက်ညမှာသတင်းဖော်ပြပါရယ်စစ်ရှောင်တွေနေအိမ်ပြန်ကြေးကြတဲ့ကတ်မော်ကြီးရွာအနီးမှာစစ်ကောင်စီတပ်တွေတက်ဆွဲနေတယ်လို့လည်းအသိပေးထားပါရယ်ရှင်အာနာသိမ့်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြပွဲကိုအမေရိကန်ရောက်မြန်မာတွေစုဝေးပြီးဒီနေ့မနက်အစောပိုင်းကဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့အင်ဖီရိုနဲ့တရုတ်တန်ယုံရှိမှဆန္ဒပေါ်ထုတ်ခဲ့ကြတယ်လို့သိရပါရယ်ရှင်ဘကိုးတိုင်းအနောက်ခြမ်းဂျိုးပင်ကောင်းမြို့အဝင်မှာရှိတဲ့စစ်ကောင်စီဂိတ်ကို PDF ပူပေါင်းတပ်တွေကဒီနေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့လို့ရဲတအုပ်နဲ့ပြူစောတိ၄ဦးသေဆုံးသွားခဲ့ပါရှင်။